မင်္ဂလာမနက်ခင်းပါရှင်မလ23ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပေးထားရထွန်းလေးတင်ဆက်ပေးသွားတော့မှာပါဒီနေ့မနက်ခင်းသတင်းတွေမှာတော့ထိုင်းမြန်မာနယ်စပ်ကနေတင်ဆောင်လာတဲ့စိတ်ကြွဆေးပြားဆက်ရှက်တန်းနဲ့မူရည်ဆေးဝါးတွေနှခွန်ဆောင်ဝင်ခရိုင်မှာဖမ်းဆီးရမိခဲ့တဲ့တဲ့နိုင်ငံကုလမတ်တတန်းတိုးဖို့ရချိန်ယူရမှာအခကြေးငွေရယူသူတွေရှိပါကလိုအပ်တယ်လို့အရေးယူမယ်လို့စင်ကာပူမှာရှိတဲ့မြန်မာတန်ယုံထုတ်ပြန်ခဲ့တဲ့တဲ့ဖိလပိုင်သမ္မတဒူတာဒေးကိုဖမ်းဆီးမှုမှာ ICC နဲ့ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းမရှိဘူးလို့ ဖိလစ်ပိုင်အရာရှိတွေညင်းဆိုခဲ့တဲ့တဲ့ရုရှားလုံခြုံရေးကောင်စီအကြီးအကဲရဲ့ခီးစဉ်မတိုင်မီမြောက်ကိုရီးယားကနောက်ဆုံးပေါ်ထုံးကြည့်စနစ်ကိုစမ်းသပ်ပြစ်ခတ်ခဲ့တဲ့တဲ့နဲ့2025ခုနှစ်အတွက် Blondie Yeo စုကိုပက်တရီရနိုင်တယ်လို့ Torres ပြောကြားခဲ့တဲ့တဲ့အစရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်တဲ့တဲ့ပုံနေနဲ့ထိုင်းမြန်မာနယ်စပ်ကနေတင်ဆောင်လာတဲ့စိတ်ကြွဆေးပြား၁၈တန်နဲ့မူရည်ဆေးဝါးတွေကိုနှခွန်ဆောင်ဝင်ခရိုင်မှာဖမ်းဆီးရမိခဲ့တဲ့တဲ့တွေကိုတင်ဆက်ပေးပါမှာ။ ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကနေထိုင်းနိုင်ငံအတွင်းပိုင်းကိုတည်ဆောင်လာတဲ့မိုးရင်စိတ်ကြွဈေးပြား18တန်းနဲ့မတ်တာအဖက်တမင်850ကီလိုဂရမ်ကိုကုန်တင်ကားနဲ့တည်ဆောင်လာစဉ်နခွန်ဆောင်ဝန်စစ်စည်းကိတ်မှာမလ21ရက်မိုးလယ်ပိုင်းကဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်တက်ခရိုင်မဲဆောက်မြို့ကနေလာတဲ့ကွန်တိန်နာကုန်သည်ရေဟာကားအလွတ်ပုံစံနောက်ဖုံးဖွင့်မောင်းနေလာစဉ်မူးယစ်စီအနေကြောင့်တာဝန်ရှိသူတွေကစစ်ဆေးရာဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ တာရှ်ဖီနဲ့မဲဆောက်ခရိုင်နေဆက်လုံခြုံရေးတာဝန်ရှိသူတွေကကုန်တရင်တစည်းပေါ်ကနေမူရစ်စေဝါအနက်ရရှိကြောင်းသတင်းပေးတဲ့အတွက်နှခွန်ဆောင်ဝန်ခရိုင်ရှောင်းကွင်းလမ်းမှာရက်တန့်စစ်ဆေးရကနေစိတ်ကြွအစီပြားဆက်ရှစ်တန်ကီလိုဂရမ်300နဲ့မတာအဖက်တမင်းကီလိုဂရမ်850ရောကိုခရိုင်အမှတ်၁မှုကင်းနေနေရဲ့အထူးတပ်ဖွဲ့နဲ့ပူးပေါင်းပြီးဖမ်းဆီးခဲ့ကြောင်းထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေအရသိရပါဗျာ။ အဆိုပါကုန်တင်ရင်ကွန်တိန်နာကိုတောင်ဝင်ရှိရဲတပ်ဖွဲ့ကစစ်ဆေးရမှာအနောက်တကောင်းပွင့်နေတာကိုတွေ့ရှိရပြီးမြေတီကုန်ပစ္စည်းမှတင်ဆောင်ထားခြင်းမရှိတဲ့ပုံစံနဲ့စစ်ဆေးရေးဂိတ်သုံးခုကိုဖျက်ဆီးလာပြီးတဲ့နောက်ဖမ်းမိတာဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါကုန်တင်ရင်နဲ့ရင်မောင်းကိုနှခွန်ဆောင်ဝယ်ရဲစခန်းမှာထိန်းသိမ်းထားပြီးမူရဲစေဝါရီနဲ့ပတ်သက်ပြီးနောက်ဆက်တွဲကွင်းဆက်တွေကိုဖော်ထုတ်အရေးယူဆောင်ရွက်သွားမယ်လို့သိရပါတယ်။နိုင်ငံကုလမတ်သက်တမ်းတိုးဖို့ရချင်းယူရမှာ အခကျင်းငွေရယူသူတွေရှိပါကလိုအပ်တယ်လို့အရေးယူမယ်လို့စင်ကူမှာရှိတဲ့မြန်မာတန်ယုံထုတ်ပြန်ခဲ့တဲ့တဲ့ရင်ကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။နိုင်ငံကုလမတ်တတန်းတိုးဖို့ရချင်းယူရမှာအခကျင်းငွေရယူသူတွေရှိပါကလိုအပ်တယ်လို့အရေးယူမယ်လို့စင်ကာပူမှာရှိတဲ့မြန်မာတန်ယုံကထုတ်ပြန်ပါတယ်။နိုင်ငံကုလမတ်တပ်တန်းတူဖို့အတွက်မြေတိပုတ်ကိုမြေတိဝန်ဆောင်မှုလုပ်ငန်းတွေကိုဆောင်ရွက်ခွင့်ပြုထားခြင်းမရှိတဲ့ညင်ညာချက်ကိုထုတ်ပြန်ထားပြီးဖြစ်ကြောင်း အဲ့လိုညင်ညာထားချက်ကိုမသိရှိသေးတဲ့မြန်မာနိုင်ငံသားတွေအပေါ်အခွင့်ကောင်းယူပြီးရက်ချင်းယူပေးမယ်လို့ဆိုပြီးတန်ယုံရဲ့ WhatsApp နံပါတ်တွေကိုအချက်လက်တွေပေးဖို့ခိုင်းပြီးအခကျင်းငွေရယူတာတွေရှိနေတယ်လို့နင်းနာသူတွေကတန်ယုံကိုအသိပေးအကြောင်းကြားလာမှုတွေရှိတယ်လို့မြန်မာတန်ယုံက ထုတ်ပြန်ပါတယ်။ ိုင်ငံကိုလက်မှတ်သက်တမ်းတိုးဖို့ရချင်းရယူရမှာတန်ယုံရဲ့ WhatsApp နံပါတ်တွေကိုကာယကံရှင်ကိုရိုင်းပေးပို့ကြမှုနဲ့မိသားစုဝင်ဖြစ်ပါကဖုန်းနံပါတ်တစ်ခုတည်းကပေးပို့မယ်ဆိုပါကမိသားစုဝင်ဖြစ်ကြောင်းအထောက်အထားပို့ရဲတင်ပြဖို့မြန်မာတန်ယုံရဲ့ WhatsApp နံပါတ်တွေကိုပေးပို့ခြင်းအတွက်အခကြေးငွေတောင်းခံမှုရှိပါကတန်ယုံကိုအသိပေးကြဖို့နဲ့မြန်မာချင်းချင်းရိုင်းပင်းကူညီဖို့တန်ယုံကအသိပေးထားပါတယ် မြန်မာတန်ယုံအမည်ကိုအသုံးပြု၍အခကျင်းငွေရယူနေတာကိုသိရှိရပါကလိုအပ်သလိုအရေးယူမှုတွေပြုလုပ်သွားမယ်လို့စင်ကာပူမှာရှိတဲ့မြန်မာတန်ယုံကသတင်းထုတ်ပြန်ထားပါတယ်။စင်ကာပူနိုင်ငံဟာမြန်မာလူသားအများစုသွားရောက်လုပ်ကိုင်နေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဖိလစ်ပိုင်သမ္မတဒူတာဒေးကိုဖမ်းဆီးမှုမှာ ICC နဲ့ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းမရှိဘူးလို့ဖိလစ်ပိုင်အရာရှိတွေညင်းဆိုခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖလပိုင်သမ္မတရိုဒရီကိုဒူတာဒေးကိုဖမ်းဆီးမှုမှာ ICC နဲ့ညီနိုင်ဆောင်ရွက်ခဲ့ခြင်းမရှိတော့ဖိလစ်ပိုင်အရာရှိတွေကမလ20ရက်ကညှင်းဆိုခဲ့ပါတယ်။ဒူတာတင်းကိုဖမ်းဆီးပြီးနိုင်ငံတကာရာဇဝတ်တရားရုံး ICC ကိုလွှဲပြောင်းပို့ဆောင်ခဲ့တဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးဖိလစ်ပိုင်အထက်လွှတ်တော်အမတ်တွေကမလ20ရက်မှာအစိုးရအရာရှိတွေကိုစီစစ်မေးမြန်းခဲ့ချိန်မှာတရားရေးဝန်ကြီးကဒူတာတေးကိုဖမ်းဆီးမှုမှာ ICC နဲ့ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းညင်းဆိုခဲ့တာဖြစ်ပါတယ်။ဒူတာတေးဟာမလ17ရက်က ဟောင်ကောင်ကနေမနီလာလေဆိပ်ကိုပြန်လည်ရောက်ရှိလာချိန်မှာဖမ်းဆီးခံခဲ့ရပြီးနိုင်ပိုင်းအတွင်းမှာပဲနယ်သာလန်နိုင်ငံဒီဟိတ်မြို့မှာရှိတဲ့ ICC ကိုလွှဲပြောင်းပို့ဆောင်ခံခဲ့ရပါတယ်။ဒူတာတေးဟာ၎င်းရဲ့သမရတပ်တန်းအတွင်မူရင့်စေဝါတိုက်ဖြည့်ရေးစစ်ပွဲနဲ့ဆက်နွယ်ပြီးလူသားမျိုးနွယ်ကိုစန့်ကျင်တဲ့ရာဇဝတ်မှုတွေကျွလွန်မှုနဲ့ရင်ဆိုင်နေရပါတယ်။ မလ20ရက်ကပြုတ်လုတဲ့ဈာနာစစ်ဆေးမှုမှာတော့အစိုးရဖွဲ့ဟာနိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ဖမ်းဝရမ်းကိုလက်ခံမရမီအချိန်အထိ ICC နဲ့နီနီကကဆက်ဆံခဲ့ခြင်းမရှိကြောင်းတရားရေးဝန်ကြီး Jesus Remula ကပြောပါရယ်။ ကျွန်တော်တို့ဟာ ICC နဲ့တရားဝင်ရောအလွတ်သဘောနဲ့ပါဘလို့ဆက်ဆံမှုမှမရှိခဲ့ပါဘူးလို့အထက်လွှတ်တော်အမတ် IME Marcos ကခေါ်ယူတဲ့ကြားနာစစ်ဆေးမှုမှပြောပါရယ် IME Marcos ဟာဒူတာဒီရဲ့သမီးအကြီးဆုံးဖြစ်တဲ့လက်ရှိဖိလစ်ပိုင်ဒူသမရဆာရာဒူတာဒီနဲ့ရင်းနှီးတဲ့မိတ်ဆွေဖြစ်ပါရယ်ပြည်သူ့ပြည်ဆိုစီရီမြူလာကတော့ဒီအကြောင်းကြားစာဟာပေးစာသဘောမျိုးဖြစ်နေပြီးဒူတာဒီကိုဖမ်းဆီးဖို့တိကျပြတ်သားစွာညှိနှုံးဖော်ပြထားခြင်းမရှိကြောင်းပြောကြားခဲ့ပါရယ် ICC ရဲ့မတန်းတွေမှာလည်းဒေါတာတီးဖန်ဆီးခံရမယ့်အကြောင်းဖိလစ်ပိုင်အစိုးရကကြိုတင်သိရှိခဲ့ကြောင်းဖော်ပြထားပါတယ်။သူတို့တွေ ICC ကဖိလစ်ပိုင်အစိုးရနဲ့ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့သူတို့ဆွေးနွေးခဲ့တာကျွန်တော်တို့မဟုတ်တာကြောင့်သူတို့တွေဘယ်သူတွေနဲ့ဆွေးနွေးခဲ့လဲဆိုတာကိုကျွန်တော်အံ့ဩမိပါတယ်လို့ရီမြူလာကလွှတ်တော်ဂျာနာစစ်ဆေးမှုမှာပြောကြားခဲ့ပါတယ်။ဒေါတာတီးအယုတ်ကဟောင်းနေနဲ့တုံးပေးပါ။ထပ်မံပြီးရုရှားလုံခြုံရေးကောင်စီအကြီးအကဲရဲ့ခီးစဉ်မတိုင်မီမြောက်ကိုရီးယားက နောက်ဆုံးပေါ်ဒုံကျည်စနစ်ကိုစံသက်ပြစ်ခတ်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ရုရှားလုံခြုံရေးကောင်စီအကြီးအကဲရဲ့ခီးစဉ်ပတိုင်းမှာမြောက်ကိုရီးယားကနောက်ဆုံးပေါ်ဒုံကျည်စနစ်အစ်စ်ကိုစံသက်ပြစ်ခတ်ခဲ့ကြောင်းမလ21ရက်ကကြေညာခဲ့ပါတယ်။ရုရှားလုံခြုံရေးကောင်စီအကြီးအကဲဆယ်ဂေးရွှိုက်ကိုဟာ မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျုံအွန်နဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့ပြုံရဲမျိုးတော်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။မလ20ရက်မှာမြောက်ကိုရီးယားရဲ့လက်နက်စနစ်စမ်းသပ်မှုပြီးတဲ့နောက်ရှိုက်ကိုဟာမြောက်ကိုရီးယားကိုရောက်ရှိခဲ့တာဖြစ်တယ်လို့ရုရှားရဲ့တက်စ်သတင်းဌာနကဖော်ပြခဲ့ပါတယ်။ရှိုက်ကိုဟာကင်နဲ့ တခြားမြောက်ကိုရီးယားအရာရှိတွေနဲ့တွေ့ဆုံမှုစီစဉ်ထားပါတယ်။မလ20ရက်ကနောက်ဆုံးပေါ်လင်းရင်ပြည့်ဒုံးကျည်စနစ်စမ်းသပ်ပြုလုပ်မှုကိုကင်ကကြီးကြပ်ခဲ့ကြောင်းမြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီကဖော်ပြခဲ့ပေမဲ့လည်းစမ်းသပ်မှုနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုပြောကြားခဲ့ခြင်းမရှိတာဖြစ်ပါတယ်။မြောက်ကိုရီးယားစစ်တပ်ဟာချီကျူးထိုက်တဲ့တိုက်ခိုက်ရေးစွမ်းဆောင်ရည်နဲ့အတူအကြီးစားကာကွယ်လက်နက်စနစ်ကိုတပ်ဆင်ပေးမဲ့အခြေအနေကိုအခုစမ်းသပ်မှုကပြသရာရောက်ကြောင်းကင်ကပြောကြားခဲ့တယ်လို့ KCNA ကဖော်ပြခဲ့ပါတယ်။ တောင်ကိုရီးယားဟာအမေရိကန်နဲ့နှစ်စဉ်ပြုလုပ်လေရှိတဲ့ပူရဲစီရီလေ့ကျင့်မှုတွေကိုမလ20ရက်ကအဆုံးသတ်ပြီးတဲ့နောက်တရက်အကြာမှာမြောက်ကိုရီးယားရဲ့လက်နက်စမ်းသတ်တဲ့သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။နောက်ဆုံးသတင်းဒီပုံနေနဲ့2025ခုနှစ်အတွက်ဘလွန်တီအော့စုကိုပက်ဒရီရနိုင်တယ်လို့တော်ရက်စ်ပြောကြားခဲ့တာကိုတင်ဆက်ပေးမှာပါ။ဘာစီလိုနာတောင်ပံတိုက်စစ်ကစားသမားဖရန်တော်ရက်စ်ကအခု2025ခုနှစ်အတွက်ဘလွန်တီအော့စုကိုအသင်းပေါ်ပက်ဒရီရယူနိုင်တယ်လို့ပြောကြားခဲ့ပါဗျ။ အခုနှစ်မှာဘာစီလိုနာအသင်းချန်ပီယံလိဖလားကိုစုခိုးနိုင်ခဲ့ပါကရမားနဲ့ရာဖင်ညာတို့နှစ်ဦးတည်းကတအူးအနေနဲ့ဘလွန်ဒီယောစုကိုရနိုင်တယ်လို့စပိန်မီဒီယာတွေကဖော်ပြခဲ့ကြပေမဲ့လည်းဖီရန်တော်ရက်စ်ကတော့ဒီစုအတွက်ပက်ဒရီသေးတာအလေးတာကြောင်းဆိုခဲ့ပါတယ်ဖီရန်တော်ရက်စ်ကခန်းနာတဲ့အောင်ပွဲတွေအတွက်ကျွန်တော်တို့ရှေ့ဆက်နေပါတယ်ကျွန်တော်တို့အားလုံးမှာလည်းချန်ပီယံစုတွေအတွက်ယုံကြည်ချက်ရှိပါတယ်ဘလွန်ဒီယောစုအတွက်ဆိုရင်တော့ပက်ဒရီရနိုင်တယ်လို့ထင်ပါတယ်လို့ဆိုခဲ့ပါတယ်ပက်ဒရီဟာအခုရာသီမှာဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲဆောင်42ပွဲကစားပေးထားပြီး5ဂိုးသွင်းယူထားပါတယ်။မလ23ရက်နေ့မနက်ခင်းသတင်းတွေကိုတရားထုံးလေးတင်ဆက်ပေးသွားခဲ့တာပါ။ညနေ4နာရီမှလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေ။